ခင်မွန်ဖြစ်သူတရုတ်ဆောင်တဲ့အဆိုတော်ရွှေထူရဲ့ရှူတင်ကိုလိုက်သွားခဲ့ပြီးထမင်းကိုကိုတိုင်ခွန်ကြီးကသူ့ရဲ့ချက်ချင်းမြတ်တာတွေကိုပြသခဲ့တဲ့တရုတ်ဆောင်ရွှေမုံရက်တီမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ရွှေထူနဲ့ရွှေမုံရက်တီတို့ကတော့ပြီးခဲ့တဲ့2018ခုနှစ်နိုဝင်ဘာလကလေးကနှစ်ယောက်တဘောထူထောင်ခဲ့ကြတာဖြစ်ပြီးအခုဆိုရင်တော့အိမ်နောက်သက်6နှစ်ကျော်လာခဲ့ပြီလည်းဖြစ်ပါတယ် ရွှေမုံနဲ့ရွှေထူတို့နှစ်ယောက်ကတော့နှစ်ယောက်စလုံးအမှုပညာလုပ်ငန်းမှာအောင်မြင်နေတဲ့အချိန်ရတဲမှာပဲလက်ထပ်သွားခဲ့ကြတာကြောင့်ပြည်သက်တွေကနှမျောတတဖြစ်ခဲ့ကြရတာလည်းဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့ကျမရဲ့အခြေအနေအကြောင်းရောတခြားသောအကြောင်းအရာတချို့ပါရှိနေခဲ့တာကြောင့်ရွှေမုံရည်ဒီကဇကားရှိုက်တာနေပါခဲ့ပေမဲ့တေယုံဆောင်တဲ့အဆိုတော်ရွှေထူးကတော့တချင်းတွင်လည်းအဆက်မပြတ်ထွက်ရှိတာတွေရှိသလိုရုပ်ရှင်ဇကားကြီးတွေမှာလည်းမကြာခဏဆိုသလိုပါဝင်ဆိုင်ကူးနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှဆိုရင်လေတရုတ်ဆောင်ရွှေတူကရုပ်ရှင်ရိုက်ကွင်းတစ်ခုကိုရောင်းနေခဲ့တာဖြစ်ပြီးရွှေမုံရတီကခင်မုံဖြစ်သူရဲ့အတွက်ထမင်းချိုင်ကိုတိုင်းယူလာပေးခဲ့တာဖြစ်ပါတယ်။ခင်မုံတဲ့ကိုချက်လွန်းလွန်းထမင်းတော်မှကိုတိုင်းခွင့်ကျွေးခဲ့တဲ့ရွှေမုံရတီကိုပြည်သက်တွေကသဘောချနေကြရတာလည်းဖြစ်ပါတယ်။ရွှေနဲ့ရွှေကတော့တရားကိုတရားအရန်ချစ်ကြတယ်ဆိုတာပရိသတ်တွေကသိပြီးသားဖြစ်ပေမယ့်အခုလိုထမင်းခုတ်နေတဲ့ဗီဒီယိုလေးကိုမြင်တဲ့အချိန်မှာတော့အကဲပိုလွန်းနေလို့တောင်မှပရိသတ်တွေကစားနောက်နေကြတာလည်းဖြစ်ပါတယ်။ ပြည်သက်ကြီးလည်းရွှေထူးကိုချက်စနိုးနဲ့ထမင်းခွန်ကျွေးနေတဲ့ရွှေမုံရတီရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးတော့သဘောကျနှစ်သက်လိုက်မယ်လို့ထင်ပါတယ်ရှင်။အာရှုတင်ကလား။ပါပါရဲ့ဟုတ်တယ်တော့သုံးနာပဲချက်ပေးတာ။ညာနေဆက်ရရအောင်ပါပေါ့ ောင်းရပါဘူး။ဒီစကားဒီထဲမှာရိုက်နေတာရောရှင်မောင်မြတ်။ဟုတ်ကဲ့ဆက်လာ။ဒီကြည့်ရအောင်။လာငါရုပ်ဒီရုပ်ဒီစားစားရည်နော်ဒီအမရောင်းနေတယ်တို့ငါလေကဲတော့ပါမယ်ဟာတော့အဲဝဲလေးဝါလီဂျပိုင်လေးလေးပိုင်လို့ဘယ်လိုစီးပါမလဲဘယ်လိုစီးမလဲမသိသုံးစီးနောက်တော့ပြောရဲဟာဒီနေ့တော့ဒီနေ့ဒီနေ့ မစင်းဟိုဒီအဲ့လောက်ပါပဲခင်ဗျာအမ၃ရက်ရောက်တယ်လေဒီနေ့လည်းမရောက်တာဟုတ်တယ်ဟာဆိုင်တော့ညာထွက်လာကြမစစ်တယ်နောက်ဘယ်တိုင်းလဲဟဲ့တော့ဦးကမပါမလားဟာလေးတက်တိတုတ်တိစားလက်တက်တိတုတ်စားလက်ဘာလို့ဆိုင်ရလဲဘာလို့ရှိတူဘူးလဲငါ